Hello အားလုံးပဲမင်္ဂလာပါရှင်။ Tarot reading မှာ anonymous page နေပြီးတော့ကြိုဆိုလိုက်ပါရင်ဒီတစ်ခေါက် collective reading လေးရတော့ဒါသူကိုယ့်ကိုဘာပြောချင်နေလဲဆိုတာကို energy ရလို့ကြည့်ပေးထားရယ်။ Collective reading နေရာလေးအများဟို ဥပမာစနေနေ့တင်မယ်ဆိုလို့ရှိရင်စနေနေ့မနက်မှထိုက်ရိုက်တာမျိုးမဟုတ်ဘူးပေါ့နော်ကြိုရိုက်ထားရရှိရဲ energy ရရဲ့အချိန်လေးရိုက်ပြီးတော့မှဒီလိုအပတ်စဉ်တင်တင်ပေးသွားတာမျိုးပေါ့နော် sorry collective ကကျတော့လစဉ်ပေါ့လစဉ်အာနောက်ဆုံးအပတ်ရဲစနေနေ့အိမ်မှာတင်ပေးရပေါ့နော်ဆိုတော့ကြိုရိုက်ထားရလည်းရှိရဲဘလိုပဲဖြစ်ဖြစ်ကိုကဒီ reading ကြည့်နေတဲ့အချိန်မှာဒါ energy ကြိုက်လို့ကြည့်နေရလို့ယူဆပြီးကြည့်လို့ရပါတယ်အဲ့တော့ အခုကတော့လေဒီ collective play အတွက်သူကိုပြောချင်တဲ့စကားပေါ့နော်သူဆိုတာအဲ့လိုကိုယ်စိတ်ထဲမှာရှိရလို့ပေါ့အဲကိုယ့်ရဲ့ xa နော် boyfriend နေဒါမှမဟုတ်လို့ရှိရင်လည်း crash တွေဖြစ်နိုင်တယ် situation ship တွေလည်းလွေဖြစ်နိုင်တယ်ဆိုတော့အဲဒီဘာပြောချင်နေလဲဆိုတော့ကြည့်ဖို့ energy အရင်ရရယ် collective feeding နေကြတော့အဲ့လို counseling နဲ့တသမတ်ထဲသွားမျိုးမဟုတ်ပဲနဲ့ကိုကြားရက်လေးပေါ့နော်အဲ့လိုကိုယ်ဆွဲရက်မှာကြားရလေးကို energy ရရင်ရသလိုကြည့်ရဆိုတော့ ပို့ပြီးတော့အဲ free ဖြစ်တယ်ပို့ပြီးတော့လည်းပြောလို့ကောင်းတယ်ပေါ့နော်အဲ့ဖိတ်ဘိုင်းကြီးလည်းပြောလို့ကောင်းပါတယ်ဒါပေမဲ့သူကခေါင်းစဉ်နဲ့တော်တော်ပြီးချိန်မိရဆိုတော့လေဒီ collective reading ကကျတော့အဲဒီ reading ရိုက်ပြီးတော့မှဗာခေါင်းစဉ်နဲ့ kait ညီလဲဆိုတာကိုပြန်ပြီးတော့ဟို caption မှာတင်ပေးရပေါ့နော်အဲ့တော့ဒီ collective တွေကိုဒီတစ်ခေါက်မှာတော့အဲ့လိုသူကိုဘာပြောရှင်နေလဲဆိုတာတော့အရင်ကြည့်ရှင်နေ ဒီ region လေးတွေကလေးအေးဆေးဆေးလေးအဲ့လိုမျိုးပေါ့နော်ဒီ tarot reader နဲ့ကြည့်ရ audience နဲ့အဲ့လိုအေးဆေးဆေးလေးမိသားစုဝင်နေလို့စကားရပြောပြီးတော့ဟောတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့သိရှိရမယ်ပေါ့နော်တချို့လူတွေကြောက်လဲ reading ပဲအရင်သိချင်းပြီးတော့လောတာမျိုးကြီးရှိရဲ့လို့မျိုးကြီးဆိုလို့ရှင်ဒီအရှိပိုင်းလေးကိုကြော်ပြီးတော့ကြည့်လို့ရပါတယ်နော်ဆိုတော့ okay အဲ့တော့ pay oh sorry the collective reading ပေါ့နော် collective ကြည့်နေတဲ့ audience လေးအတွက်ဒီ color တွေကိုကြည့်နေတဲ့ audience အတွက်တစ်ဖက်လူရဲ့လက်ရှိ energy ကိုပြပြပေးပါကိုယ်စိတ်ထဲမှာရှိနေတဲ့တစ်ဖက်လူရဲ့လက်ရှိ energy ကိုပြပြပေးပါအဲ့ဒီ collective လေးယူချင်နေကိုစိတ်ချမရှိရဲ့ဘယ်လိုရဲ့ energy okay ဆက်လို့ရလေကိုပြန်ပြီးတော့ ဆက်သွေးခြင်းစိတ်ရှိရယ် Okay အဲ့တော့တပတ်လွားလေးကိုပြန်ပြီးတော့အဲ့လိုမျိုး no contact တမိုင်းဆိုလို့ရှိရင်ပေါ့နော်ကိုပြန်ပြီးခေါ်ချင်တာကြီးကိုပြန်ပြီးဆက်သွေးချင်တာကြီးရောရှိရယ်ဒါမဲ့လေသူ့ရဲ့ဘတ်ချံမှာပေါ့နော်အဲ့လိုတစ်ခုလိုချင်တစ်ခုဆွန့်လို့ရမယ်ဆိုပုံစံမျိုး maybe သူ့ရဲ့အဲမာနာရယ်နော်သူ့ရဲ့အဲ့လိုမျိုးဘယ်လိုပြောမလဲမာနာရယ်မလို့အဖဲနဲ့ထားနေရဲ့ စိတ်ခံစားချက်တွေပေါ့နော်ပြောရရင် emotion တွေလည်းပါလိမ့်မယ်အဲ့ဒါတွေကိုစွန့်စွန့်နိုင်မှာပဲအဲသူနဲ့ကိုယ်နဲ့ပြန်ပြီးတော့အဆင်ပြေလိမ့်မယ်အဓိကသူဖြစ်နေတာပေါ့နော်အဲ့လိုသူနဲ့ကိုယ်နဲ့ကြားရဲမှာလေအဲ့လိုอืมကိုကလေသူ့ကိုချစ်တယ်သူကလည်းကိုယ့်ကိုချစ်တယ်ဒါပေမဲ့ တို့ရဲ့ဘဝမှာကိုကအခုချိန်ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာလေအဲ80ရာခိုင်နှုန်းလောက်ပဲလွှမ်းမိုးနိုင်နေတယ်တရာရာခိုင်နှုန်းမလွှမ်းမိုးနိုင်သေးဘူးပေါ့နော်သူရဲ့ emotion တွေအကုန်လုံးဆိုတော့သူ့မှာတခြား30ရာခိုင်နှုန်းလောက်ကသူတငယ်ချင်းနဲ့တွားရရှိမဲ့အဲပျော်ပါးရရှိမဲ့သိရမလားအဲ့အချိန်မှာတော့ကိုမေ့နေရပေါ့နော်ဒါပေမဲ့အဲသူတယောက်တည်းရှိသွားတဲ့အချိန်ကြာဆုံးရှင်ဥမာတယောက်တည်းအိမ်မှာဖြစ်နေတဲ့အချိန်ကြီးပါလေဆိုရင်တော့ကိုသတိရရဟို တငယ်ချင်းနဲ့နဲ့သွားလို့ကိုယ်သတိမရမျိုးမဟုတ်ဘူးကွာဒီမှာ emotions ရဲ့80မှာကိုရှိနေတယ်30မှာတခြားအရာပဲပေါ့နော်အဲ့တော့ဟိုမှာကိုယ်လွမ်းတဲ့အချိန်တငယ်ချင်းနဲ့နဲ့ hang out လုပ်လိုက်ရင်သူ့စိတ်ထဲမှာပြေသွားတာမျိုးပေါ့အဲ့လိုပုံစံမျိုးလေးရောရှိတယ်။ပြီးတော့တစ်ဖက်လူက background လေးရှိရဲဆိုပုံစံမျိုးတွေ့ရငွေကြီးအရာလေးတောင့်တင်းလိုက်မယ်ပေါ့နော်။อืมသူ့စီမလေးအခုလက်ရှိမှာဒီအခြေအနေနဲ့ပတ်သက်ပြီးอ่ะအဲနောက်တစ်ယောက်ဆိုတာတစ်ခုလိုချင်းတစ်ခုအဆုံးလို့ရမယ်ဆိုရင် energy ဆိုတော့လေ အဲသူရှိနေအရာတစ်ခုကိုစွန့်လွတ်ပြီးတော့မှကိုယ့်စီကိုလာလို့ရမယ်အနေအထားတစ်ခုပေါ့နော်အဲ့ဒါဒါမှမဟုတ်လို့ရှိရင်လည်းသူ့ရဲ့အတိုက်ခံလောက်ရမယ်အရာကြီးလည်းဖြစ်နိုင်တာပေါ့နော်အတိုက်ခံတစ်ခုခုအတိုက်ခံလောက်ပြီးတော့မှကိုယ့်စီကိုလာလို့ရမှာမျိုးပေါ့အဲ့အဲ့လိုပုံစံမျိုးလေးလည်းဖြစ်နိုင်ပါတယ်ဆိုတော့ဒါကတဖက်လူရဲ့လက်ရှိ energy ပေါ့နော်ဆိုတော့ဒီ situation ဒီအခု current ဖြစ်နေတဲ့ situation မှာဒီ collective လေးရဲ့တဖက်လူအနေနဲ့ collective တွေကိုဘာပြောရှင်နေလဲဆိုတာကိုချက်ကြည့်မယ် So တဖက်လူကိုပြောချင်တဲ့စကားတွေဒါဘာဖြစ်မလဲ။တဖက်လူကိုပြောချင်တဲ့စကားတွေဒါဘာဖြစ်မလဲ။ Okay. အဲ့တော့ I fantasize about you ဒါကတော့သူကဒါ fantasy ဖြစ်တယ်ဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်။ I'm on my way to so ဆိုတော့လေကိုအဲ့လိုမျိုးဆက်သွယ်ချင်တာမျိုးကိုစပြီးတော့ခေါ်ချင်တာမျိုးမှ date သွားဖို့ခေါ်ချင်တာမျိုးနှစ်ယောက်တွေ့ဖို့စကားပြောဖို့အတွက်အဲခေါ်ချင်တာမျိုးတွေနော်အဲ့လိုမျိုးလေးရောရှိလိမ့်မယ်။ဒါပေမဲ့လာတော့မခေါ်တော့သေးဘူးပေါ့နော်။ Um โอเคเออဘယ်လိုပဲဖြစ်ဖြစ်ကစင်ပြေခြင်းနဲ့စိတ်ကိုတော့တွေ့ရတယ်။ so many cards. ကလေးချက်ဆွဲမယ်ဒီ collectively အဲ့လိုအရန်တစ်ဖက်လိုစောင့်နေရမျိုးမြုံနေရမျိုးတို့တွေ့ကက်တီကလေအများကြီးပဲကြာပုံမှန်အားဖြင့်မို့နော်ဟိုအာ ဒီ territory ရဲ့ဆိုသိလိမ့်မယ်အဲ့လိုလက်နိုင်တဲ့ကက်တွေလက်မနိုင်တဲ့ကက်တွေဆိုတာရှိတယ်ပဲဒါပေမဲ့ဒီကက်ကျတော့ကောင်းကောင်းနိုင်နေပေါ့နော်ဒီကက်တွေအဲ့လိုမျိုးတောက်လျှောက်စက်တိုက်ကြတယ်သူလည်း emotion စီများနေလို့ဖြစ်နိုင်နေပေါ့နော် okay hey oh well, i don't know how to handle my emotions right now see အဲ့အခုလေးပြောလိုက်တာနော်တစ်ဖက်လူက emotion စီများနေရဲ့ထင်နေဆိုရယ်ပုံစံမျိုးဟိုဒါကတော့လေ အဲတိုက်ဆိုင်တာတော့မဟုတ်ဘူးပေါ့နော်အမှန်တမ်းပြောရရင်ဒါပေမဲ့တချို့လူတွေအမြင်မှာလည်းတိုက်ဆိုင်တာဖြစ်နိုင်ပါတယ်အဲတော့ तू ကအခုချိန်မှာဘာမှအဲ့လိုတွေးလို့မရဘဲနဲ့ငါသူ့ကိုပြန်ခေါ်ရင်ကောင်းမှာမခေါ်ရင်ကောင်းမလားခေါ်လိုက်ရင်ရောဘာဖြစ်မှာလဲမခေါ်ရင်ရောဘာဖြစ်မှာလဲဆိုအဲ့လို emotions တွေပဲများနေရပေါ့နော်သူ့ရဲ့ emotions တွေကိုဘယ်လိုမျိုး handle လုပ်ရမလဲ तू မသိဘူးဘယ်လိုမျိုးအဲကင်တွေ့ရမလဲဘယ်လိုမျိုး control လုပ်ရမလဲဆိုတော့ तू မသိဘူးဆိုရယ်ပုံစံပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ် Okay I don't feel like I deserve you. I have been working on myself. အဲသူကပေါ့နော်လက်ရှိမှာတော့သူ့ကိုယ်သူပြန်ပြီးတော့ပြုပြင်နေရပြောင်းလဲနေရဟာမျိုးတော့ပို့ပြီးတော့ energy ရတယ်เนาะသူ့ကိုယ်သူပြုပြင်နေရပြောင်းလဲနေရပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်လို့ပြောင်းလဲနေစေအခြေအနေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဆိုတော့ဟိုဒီ situation ကလုံးဝပြီးသွားမျိုးတော့မဟုတ်သေးဘူးအဲနောက်တစ်ချိန်တော့ပြန်လာအောင်မယ်ပေါ့နော် maybe ဒီတစ်ခေါက်ပြန်လာနောက်ဆုံးအချိန်လည်းဖြစ်နိုင်တယ် second chance သူများရဲ့အတွက် second chance ဖြစ်လို့မျိုး second and last chance ပေါ့နော်အဲ့လိုမျိုးနောက်ဆုံးဒုတိယတစ်ခေါက်နဲ့နောက်ဆုံးအချိန်ဖြစ်ဖို့များတယ်ဒီ relationship ဒီတစ်ခေါက်တာပြန်အဆင်ပြေသွားခဲ့မယ်ဆိုရင်တော့ပြန်မျိုးမပြတ်စေနဲ့ပေါ့နော်အဲ့အရာလေးတစ်ခုမှားရှင်နဲ့ဆိုတော့သူကလေအဲ့လိုသူ့ရဲ့ emotions တွေကို control မလုပ်နိုင်တဲ့အခြေအနေဖြစ်နေရပေါ့နော်အဲ့တော့ သူကိုယ်ကိုပြောချင်နေတဲ့စကားတွေထဲမှာလည်းအရန်များလိမ့်မယ်အဲ့လိုချစ်တာရရောအဲကိုယ်ကိုဆွမလို့ချင်နေဆွမလို့နိုင်ဘူးအဲ့လိုမျိုးဆွမလို့ချင်နေဆိုတာလည်းအဲ့လိုနိုးနှစ်ယောက်ကြားထဲမှာလည်းအဲ့လို complicated ဖြစ်မှာရှိလိမ့်မယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ပြန်လဲလာခေါ်အောင်မယ်အဲ့လိုပုံစံမျိုးပေါ့ဆိုတော့50အောင်မယ်ပေါ့နော်ဟိုဘာလို့ လုံးဝကုကွက်ကွင်ကွင်သွားမြင်ရလဲဆိုရင်တော့အဆင်ပြေခြင်းနဲ့စိတ်ပေါ့နော်အဲ့ဒါကိုတော့လုံးဝတေချာပေါက်ကုကွက်ကွင်ကွင်ကိုမြင်ရတယ်ဒါပေမဲ့အဲ့ဒါအပေါ်မှာ तू action ယူမလားမယူဘူးလားဆိုတော့သူ့ရဲ့ choice ဖြစ်သွားပြီပေါ့နော်ဒီမှာတော့အဲ့ဒါကိုတော့အဲကက်မဆွဲရဘူးอืมအဲ့ဒါကိုတော့တိတ်ပြီးတော့ဆွဲခြင်းနဲ့စိတ်မရှိဘူးပေါ့နော်အဲ့ဒါကြောင့်ဆိုတော့ဒီ pocket territory တစ်ချက်ကြည့်မယ်ဘာလေးပြောမလဲပေါ့နော်ဒီ collectively အတွက်ဆိုတော့ forget okay, tarot mask. Collectively, it's a message we get the cuckoo bono, but not back. She the like, connection is to the pin. So, okay. Yes, error. တေချာပေါက်ပြန်တော့လာလိုက်မယ်ပြန်ပြီးတော့အစဉ်ပြေလိုက်မယ်ဒီဟာအကုန်လုံးကလည်းဒါ yes ပေါ့နော်ဒီလိုမျိုး collective freedom ကြီးနေတဲ့သူတွေကညာတော့ဖြစ် energy ကြီးလိုပဲဖြစ်လိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ client နေရပို့ပြီးတော့များလိုက်မယ်ပေါ့နော်ကြည့်ရဲမှာလေအဲ့နည်းနည်းတော့စုမယ်တစ်ခုခုဆိုရင်ပေါ့နော်အဲ့တော့ okay okay ဒီရဲမှာ တစ်ဖက်လူနယ်ကိုနဲ့ connection ကိုเนาะတစ်ဖက်လူနယ်ကိုနဲ့ connection ကိုဘယ်လိုပြောမလဲပါဠိပြောချင်လဲပေါ့เนาะ universe နည်းโอเคနည်းနည်းတော့ share ဖွင့်ကြည့်မယ်အဲဒီဟာလေးကြီးကရွေးစရာနည်းတော့ဆွဲရ energy ရတက်ပြီးတော့မဖြစ်ဘူးပေါ့เนาะအဲ့โอเค no need to worry အဲ့စိတ်ပူစရာမရှိဘူးဒီ collective freedom 100အာ energy ကြိုက်တယ်ဆိုလို့ရှိရင်100%မှန်လိမ့်မယ်စိတ်ပူစရာမရှိဘူး worry ဖြစ်စရာမရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်လို့ပုံစံမျိုးလေးဥတွေ့ထားပါတယ်ဆိုတော့တော်တော်လေးအာဘယ်လိုပြောမလဲ99ရာခိုင်နှုန်းလောက်ကတော့ relate ဖြစ်လိမ့်မယ်လို့ထင်တယ်ပေါ့နော် โอเค เออ तू ก็တော့လေဘယ်လိုပြောရမလဲ तू ကအဲ့လိုပြန်ခေါ်ခြင်းနဲ့အဲကိုနဲ့ပတ်သက်ပြီးတော့လဲ fantasy ရှိနေရပေါ့နော် तू စီမှာဒါတခြားအရာကြီးအဲ့လို physically ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုး fantasy ရှိနေရအဲဒါမဲ့သူ့မှာကလည်းသူ့အခက်ခဲနဲ့သူပေါ်တော့သူ့ကိုသူတော်ဘာလို့ချင်လို့လှုပ်ချင်မှမသိရဲ့အချိန်မှာကို့ကိုပြန်ခေါ်လိုက်ပြီးတော့မှသူ့ရဲ့ဆုံးဖြတ်ချက်ကပြောင်းသွားရင်နေရာဆုံးအတွက်နဲ့နာရမယ်အဲကို့ကိုပြန်မခေါ်ရင်လည်းသူ့ကိုမစွန့်လွတ်နိုင်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရဆိုတော့လေသူလည်းနည်းနည်းတော့အတွေးများနေတယ်မှာပါတယ် Okay. ဆိုတော့ဒါလေးကတော့ဒါ collective reading လေးပေါ့နော် DVD ကိုအဲအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် collective လေး DVD ကတော်တော်လေး energy ကြိုက်မယ်လို့လည်းထင်တယ်ဆိုတော့ဒါလေးကိုအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်